အခုဆိုလို့ရှိရင်ပေါ့နော်ကျွန်တော် YGN Casting Studio ရောက်ရှိနေရပါဘောနော်အဲဒီ YGN Casting Studio မှာဘာတွေလှုပ်ဆောင်နေလဲဆိုတာပေါ့နော်အတော်ထပ်ပြီးတော့ပေးသက်ကြီးကိုပြသသွားမှာဖြစ်ပါတယ်အခုကျတော့အမနဲ့အရင်ဆုံးပေါ့နော်အမိတ်ဆက်ပေးတာပါအခု YGN Casting Studio လေးကိုအမဘယ်လိုစိတ်ကူးမြင်းနဲ့လှုပ်ဖြစ်ခဲ့တာမြမဗီဒီယိုစာလေးကိုပေါ့နော်2019မေလလောက်ကရင်ညစာလုပ်ဖြစ်တာအာမြမမိဘတွေအတွက်ကိုချေရယူရင်းနဲ့မှအာတခြားသူတွေလည်းဒီလိုမျိုးကိုမိဘကြီးရဲ့ချေရယူ ကိုယ်ပဲချင်းမှာပဲဆိုရဲစိတ်နဲ့ဒီမှာစလုပ်ဖြစ်တာပါရှင့်ဟုတ်ကဲ့ပါအဲ့ဒါအခုပေါ့နော်ဘာချီယာရီယူတာလဲဘယ်လိုပုံစံလေးတွေဆိုတာကိုကျွန်တော်ဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ခုဆိုလို့ရှင်တော့ဒီစတူဒီယိုရောက်ပြီဆိုတာ ਨੇ ပေါ့เนาะအခုဒီမှာကခွက်ကလေးတွေ ਨੇ ဒါလေးတွေကဘာလေးတွေလဲမအဲ့ဒါအရင်ဆုံးမောင်လေးကိုပြောပြပေးပါဟုတ်မောင်ကဒီဥစ္စာလေးတွေကိုပထမဦးဆုံးဈေးဖြော်ပြီးတော့မိုယူရတာပေါ့နော်ဒါကတော့ပထမဆုံးအစင်းနေနဲ့မိုယူတဲ့ဟာပါဟုတ်ဒါကဘာဒီဟိုကခြေရပေါ့နော်ခြေရနော်ခြေရတွေကိုမိုယူရပေါ့နော်ဟိုမိုယူရဲ့အချိန်မှာဒီမှာကသွေးကြောလေးရစားပေါ်တယ်ဒီကရင်တစ်ဆင့်ဟိုကြောက်ပြန်လောင်းတာတော့ဘာအစင်းစင်လောက်ရပါတယ်ဩအဲ့ဒါဆိုလို့ရှင်ဒီမှာမိဘခြေရခြေရပုံစံမျိုးလေးကိုကြတော့မိဘရေဒီကိုလာပြီးတော့ ခြေရာပုံညီမတို့ဟိုအင်းရဝင်ဆောင်မှုလည်းရှိရဲ့ဟုတ်ကဲ့ပြီးတော့ဆိုင်ကိုလာတာမျိုးလည်းရှိပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ဒါကြောင့်တော့ဒီတုံးပြူတဲ့ဒီပစ္စည်းလေးရာကြတော့ဘယ်ရောဘယ်လိုပုံစံတုံးပြူတဲ့ပစ္စည်းရာကြအောင်မဝါဈေးမှုန်တွေကိုဟိုအီတလီကမှာတာကိုလည်းရှိပါတယ်ဟုတ်ကဲ့အားများသောဖြင့်အီတလီမိတ်ကိုတုံးထားပါတယ်ရှင်ဟုတ်အီတလီမိတ်အာခြေရာယူပြီးွားပြီဆိုလို့ရှင်အဲ့အဆင်ကနောက်ထပ်အဆင်ကဘယ်ဘယ်လိုပုံစံမျိုးတွေတွားရလဲအမားတို့ဒီဈေးမှုန်ဖြော်ရဲ့ပထမဆုံးဈေးမှုန်ဖြော်ပြီးတော့ခြေရာယူရဲပေါ့နော်ယူပြီးွားရင်ဒီမမကြောက်လောင်းန နဲ့လောင်းထားတဲ့ကြောက်ကုန်မှာအချောကင်ရတာအကျန်းတဲထွက်လာတယ်။အဲ့အကျန်းတဲကမှာအချောကင်ရတဲ့ဟာကြီးနောက်ပြီးတော့၆ခံရတဲ့ဟာကြီးအစင်စင်ပြန်ပြီးတော့ပြုတ်လောက်ပါပါတယ်။ဟုတ်ကဲ့။ဟာဒါကကြတော့အခုအမတို့ order ပါထားတဲ့ခြေရာလေးပေါ့နော်။ဟုတ်ကဲ့။ဟုတ်ဟုတ်။ဒါကကြတော့အမလက်ရာလေးဟုတ်ဒါလက်ရာပါလေးဟုတ်ဟုတ်ကဲ့။ဟုတ် ော်ဒါကြောင့်လက်ရဆိုလို့ရှိရင်လက်လက်ကိုဒီလိုထည့်ရတယ်လက်ကိုထည့်လက်ထည့်ပြီးသွားတဲ့အခါကျတော့သူကမောင်းကပထမဆုံးဖြစ်ဖြစ်ချင်းကရေပေါ့နော်ရေကိုမှဒီဘန်းနဲ့လောင်းထည့်လိုက်တယ်ပြီးတော့မှလက်ကိုထည့်ထားပြီးတော့မှခြောက်သွားတဲ့အချိန်ချာမှလက်ပြန်ထုတ်တယ်ပေါ့ပြီးတော့မှမောင်းဒီဘန်းလေးပြန်ယူလာပြီးတော့မှခြောက်ပြန်လောင်းပြန်ရိုင်းရိုင်းနော်ဟုတ်ကဲ့ဟုတ်ကဲ့အဲဒါကပထမဆုံးမို့အတွက်ဆက်ဆံခြင်းလုပ်တဲ့အဆင့်ပေါ့နော်မနော် အဲဒါဆိုလို့ရှိရင်တော့ဟိုအကျန်းလှုပ်ထားတဲ့ခြေရာလေးတွေရအဒီဟာရွှေရောင်တုတ်ပြီးတော့လှုပ်ထားတဲ့ခြေရာလေးလက်ရာလေးတွေတွေ့ပြီးပေါ့နော်ဟုတ်ကဲ့ဟောဒါဆိုလို့ရှိရင်ဒါကကြတော့မှလုံးဝဒါခုနကမောင်လေးဘူလှုပ်ထားတဲ့အစစ် ဟုတ်ကဲ့ခုနကဘိုလ်လို့ပြီးတော့တစ်ချောက်သွားပြီပေါ့နော်ဟုတ်ကဲ့ဟုတ်အမားတို့ဟိုကအကျန်းတယ်ဒီပေါ့နော်ဒီဟာကတော့မအားထွက်လာခြင်းမှမှာအကျန်းရှိရဲ့ဟာကိုနည်းနည်းအချောပြန်ကင်မြောမှာဒီမှာမှာအချောထွက်ကင်ရသေးရဲ့မောင်ကနှစ်ဆင့်၃ဆင့်တော့ထွက်သွားသေးရပါတော့ပြီးတော့မှဒါကိုရွှေမှုတ်မယ်ပြီးတော့မှနောက်ဆုံးရွှေမှုတ်ကောကပ်ပြီးတော့မှဘောင်းသွင်းရတာဘောင်းသွင်းရတော့လည်းဒါလုံးဝတကယ်မာနေပြီနော်ဟုတ်ကဲ့ဒါဒါကြတော့ဒါအကျန်းတယ်ဒါလေးအခု ဒီမှာဆိုလို့ရှိရင်ဒါလက်ရည်လေးဒါလေးခဏလေးယူလိုက်မယ်နော်ဟုတ်ကဲ့ပါခုနကကြတော့မူကကြတော့အကျန်းထည်လေးပေါ့နော်ဟုတ်ဆိုလို့ရှိရင်ဒါဆေးမှုန်လိုက်ဟုတ်ကဲ့ဟုတ်နောက်ဆုံးဆက်ဟုတ်ဒါကြတော့ရွှေရောင်လေးပေါ့နော်ရွှေရောင်ပြီးတော့နောက်ထပ်ဒါဘာရောင်လေးထပ်မှုန်ပြီးရမှာမြန်မာရွှေမှာအခုကရွှေရောင်ရယ်ငွေရောင်ရယ်နှစ်မျိုးရာရှင်အများဆုံးအဖြစ်ကတော့ရွှေရောင်လောက်ကြရများပါပေါ့နော်ဒီမှာကဒီနောက်ဆုံးအဆင့်ဆိုရင်ပို့ပြီးတော့ထင်းတယ်အကိုရယ်ဒီလက္ခဏာဒီခြေခဏလေးရာအစအကုန်လုံးပေါ်ပါတယ်ဟုတ်ဒါလက္ခဏာခြေခဏလေးရာအစနောက်ဆုံးကြတော့မှဆေးမှုန်ပြီးတော့မှတေချာမလို့ပြန်ပြီးတော့လောက်ပါပြန်ပြီး ော့ဟာဖြစ်တာဒီစီးရတော့ဘယ်ဘလိုစီးလဲဒီစီးမှုတ်တဲ့ခါကျတော့ဟာ100%ကိုမှအရာအောင်သုံးပေးတယ်ကိုဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါကြတော့ခုနထက်ဟိုနည်းနည်းသူကလက်ကလေးတွေနော်ဒီအသေးစိတ်ကလေးတွေနော်အသေးစိတ်တွေပါပေါ့ကလေးကြတော့နည်းနည်းယူရတာတော့အခက်ခဲတော့ရှိရပါတော့နော်ဟိုအရန်ငယ်သေးတဲ့ခါကျတော့လေသူတို့အိမ်နေတဲ့အချိန်မျိုးတွေကယူရတာမျိုးရှိရယ်အာသူရဲ့ဟိုဟာလက်လေးကြောက်ခွက်လေးနဲ့သူအလိုမျိုး သွားပေးထားပါဟုတ်အော်အဲ့ဒါကြတော့အမအိမ်ရောက်ဝင်ဆောင်မှုလားဘယ်လိုမျိုးဝင်ဆောင်မှုတွေလုပ်လဲအော်အိမ်ရောက်ဝင်ဆောင်မှုလည်းရပါတယ်ရှင်အိမ်ကိုတကယ်လို့လာလုပ်မယ်ဆိုရင်တော့နည်းနည်းကြိုပြီးတော့2ရက်3ရက်လောက်ကြိုပြီးပြောရပါတယ်ဟုတ်ဆိုင်မှာလို့အဲ့တော့ဒီဇိုင်းကကြတော့ဒီကလေးပုံလေးနဲ့ဒါကြတော့အမရောအိုင်ဒီယာပေါ့ဟုတ်ကဲ့ရှင်ဟုတ်တကယ်ချစ်ဖို့ကောင်းတယ်ဟုတ်ပါ ာဖခင်ချေရမိခင်ချေရဆိုပြီးတော့ဒါမွေးနေ့အတွက်ပေါ့နော်အာဒါကြတော့ဒီလိုဘောင်တင်းတာကြတော့လေမတို့ idea ပဲပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဟိုဒီဘောင်နေပါရကိုပြန်ပြီးတော့ရှားတာပေါ့နော်နောက်ပြီးတော့ဒီမှန်ဒီဘောင်အတွက်ကိုလည်းကိုလိုချင်တဲ့ပုံစံမျိုးပြောလို့ရတယ်အဲ့လိုမျိုး design တွေရွေးလို့ရပါတယ်ဟုတ်ကဲ့ ကကျတော့ဘယ်လိုပုံစံမျိုးလေးလဲတယောက်စာလေးကကျတော့ဟို customer တယောက်ကသူမင်္ဂလာဆောင်တွတ်ဆိုပြောတယ်လက်ဖွဲ့အနေနဲ့ပေးခြင်းလို့ဆိုတော့ဟိုဟာလက်ส่งทวนแหลดนี้ป่ะเนาะส่งแหลดนี้อยู่ยูทาไปอ่ะครับตัวเฉียแหลดยาอะเพียงมาแทบพี่ป่ะเนาะส่งแหลดยานี้อัตตยาอัตตบามาดูถ้าแทบไปไอ้ยานี้ซั่นๆนี่เนาะ ေါ့ဒီဘက်မှာလည်းတခုတွေ့ရဒါကြတော့ပုံစံလေးရကြတော့အမောက်တို့အရာနဲ့စမ်းသစ်ပြီးတော့ပုံစံမျိုးစုံပေါ့နော်အဲ့ဒါတော့တချို့ customer ကသူတို့လိုချင်တဲ့ပုံစံလေးပြောကြရဲဟိုပုံစံမျိုးစုံလေးလုပ်ပေးရပေါ့ဟုတ်ကဲ့ပါ ဟိုဒီမိခင်ချီအာဖခင်ချီယာလေးရာကြတော့ဘလူးဈေးနှုန်းလေးနဲ့မလို့တတ်မှတ်ပြီးတော့လုပ်ပြီးဟုတ်မိခင်ချီယာဖခင်ချီယာဒီလိုဖေးအမေတနှစ်ပါပေါ့နော်အဲ့လိုဆိုရင်တော့2သိန်း3000ယူပါရဲ့ရှင်ဟုတ်ဟုတ်ကလေးဟုတ်ကလေးအတွက်ဆိုရင်ရတော့ဒီကလေးအခုဒီလိုချီယာလက်ရာတော့3သိန်း1000ပါရှင်ဟုတ်ကဲ့မဟိုဒီခုနကချီယာလက်ရာရေးပြင်ပေါ့နော်ဒီလိုမျိုးဒီ အာမင်္ဂလာဆောင်အတွက်တို့အဲ့လိုပေါ့ anniversary အတွက်တို့လုပ်ပေးတဲ့ဒီ lucky ရာကြတော့ဈေးနှုန်းလေးပဲလို့အမျိုးရာတသိန်းလေးရှိပါတယ်။ဟုတ်တသိန်းယူပါ။အဲ့ဒါကြတော့အမောဒီ order အကြတော့တို့လက်ကိုလာပြီးရောမိုးယူပြီးွားတာ ਨੇ ဘယ်လောက်ကြာရလို့ရှင်ဒီပစ္စည်းလေးရ။အာနှစ်ပတ်ကရင်သုံးပတ်တည်းရှိပါတယ်။နှစ်ပတ်ကရင်သုံးပတ်တည်း။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါဟုတ်အာတကယ်ဘောနော် idea ဆက်ဆန်းလေးနေလုတ်လုတ်တဲ့ဟာဆိုဟိုမြန်မာနိုင်ငံမှာတကယ်ဘောနော်မအား idea လေးတကယ်ကောင်းပါရဲ့မဟုတ် ဟုတ်ကဲ့ပါဟိုဒီကဘောနော်လက်ရလေးကကျွန်တော်တို့ဘောင်လေးလည်းထည့်ပြီးပါပြီအမတ်တရားအတွက်လည်းဖြစ်သွားပြီဆိုလို့ရှင်အဲဒီစေးကြာရှည်ခံမှုဒီပစ္စည်းလေးကြာရှည်ခံမှုကြတော့ဘယ်လိုမျိုးဟိုအမတို့အတွက်ဘယ်လိုအမတ်ခံမှုပြောညီမဒီအမတို့ဒီဟာလေးရကြတော့တသက်တာဖြစ်သွားပါဘောနော်တသက်တာဒီစေးအယောင်ကြတာတွေပိုင်းဖြစ်လာခဲ့ရင်တော့အမတို့ရှိကိုပြန်လာလို့ရတယ်အမတို့ပြန်မျိုးအယောင်တင်ပြရလို့လုတ်လုတ်လို့ရပေါ့နော်အမေအခုချိန်ထိအမတို့၃နှစ်ကျော်အတွင်းကိုဘယ်သူမှတော့လာပြီးတော့ဒီစေးအယောင်တင်ဖို့တော့တိတ်မရှိသေးဘူးမ ော်လေအလုံးလောက်လိုက်တဲ့အခါကျတော့မှန်တဲ့အလုံးဆိုတော့လေဈေးအရောင်ကလည်းလေးတွေပါရဲ့အရန်ဟိုမဖြစ်တဲ့အခါကျတော့အရောင်ကြတာတိတ်မရှိဘူးရှင်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါခြေရည်ဖို့အတွက်ကိုဟိုဟာ ခုချိန်မှာမိဘတွေတရှိတင်ချရှိနေတဲ့အချိန်မျိုးမှာပေါ့နော်အာအဲ့လိုမျိုးယူထားတဲ့လို့ထင်ပါတယ်အာအဲ့လိုမျိုးအမတ်တရားနေလည်းပဲဖြစ်တယ်တချို့ကြောင့်လည်းကိုယ်ွယ်ဖို့အတွက်ထားတယ်အာတချို့ကြောင့်လည်းဒီအလှထားဖို့အတွက်လည်းထားကြရှိရပေါ့နော်အဲ့လိုမျိုးယူထားတဲ့လို့ထင်ပါတယ်